တရွာလုံးလာအားပေးချိန်မှာဒါဖြစ်သူကယူဆက်ခွန်အသင်းအတွက်အနိုင်ကိုတွင်းလိုက်နိုင်လို့ဝမ်းသာမဆုံးဖြစ်နေရတဲ့အန်ထူးပိုင်ရဲ့ဖခင်ပရိသတ်များရှင်ပြီးခဲ့တဲ့ရက်မှာတော့ယူဆက်ခွန်အသင်းကဆရီယာအသင်းနဲ့ပွဲကြီးပွဲကောင်းနှွဲခဲ့တာဖြစ်ပါတယ်သူတို့ရဲ့ပွဲကြီးဟာအချိန်အနည်းကိုဖြစ်ခဲ့တယ်လို့မမြင်တွေ့ရတာကြာပြီဖြစ်တဲ့ပရိသတ်အင်အားကိုလည်းမြင်တွေ့ခဲ့ရတာဖြစ်ပါတယ် ကွင်းပြေးကွင်းရှံမြန်မာအလံကိုဂင်ပြီးတော့အားပေးကြတာမို့ကစားသမားတွေအတွက်ကလည်းအင်အားတွေအများကြီးဖြစ်စေခဲ့တာပါအခုလိုမျိုးလားအားပေးကြတဲ့ပရိသတ်တွေထဲမှာအသင်းသားတွေရဲ့မိဘတွေလည်းပါဝင်ခဲ့ပါတယ်အဲ့ဒီဒေကမှဂျွန်နဘတ်ခွန် N2 ပိုင်ရဲ့ဖခင်ကိုတင်ဝင်းထွန်းဆိုသူကတော့ အားအင်အပြည့်တင်မကပဲနဲ့လူအပြည့်နဲ့ကိုလာပြီးတော့အားပေးတာဖြစ်ပါတယ်။ကိုတင်ဝင်းချွန်းကဒါဖြစ်သူအတွက်အားဖြစ်အောင်လို့ဒေချာလေးကိုစီစဉ်ခဲ့ရလဲဖြစ်ပါတယ်။နိုင်ငံသားအသင်းနဲ့ရှင်ပြိုင်ကစားရတဲ့ပွဲစဉ်ဖြစ်တာမို့နိုင်နာရှုံးတာကိုမကြည့်ပဲနဲ့အားဖြစ်အောင်လို့သူ့အနေနဲ့အထူးစီစဉ်ခဲ့ရတာဖြစ်ပါတယ်။ N2 ပိုင်းကအာရှခြေစပွဲအောင်မြင်ဖို့အတွက်ကိုသွင်းနိုင်ခဲ့ရလဲဖြစ်ပါတယ်။အဲလိုကိုသွင်းလိုက်တဲ့အချိန်မှာဖခင်ကလည်းကွင်းထဲမှာရှိနေခဲ့ရပါ။ဒါဖြစ်သူကိုကြည့်ဖို့အတွက်တရားလုံးကိုပါဒီပွဲကိုကြည့်ဖို့ခေါ်လာတာဖြစ်ပါတယ်။မလိုက်နိုင်တဲ့သူတွေအတွက်ကားဆိုလဲငားပေးခဲ့တာပါ။တမျိုးလုံးကလည်း N2 ပိုင်းအတွက်ကွင်းထဲအထိကိုလာပြီးတော့အားပေးခြင်းနဲ့စိတ်ကပြင်းပြခဲ့ပါတယ်။ဒါကြောင့်မို့ကားလေးစီးစီစဉ်ပြီးတော့အင်တိုက်အားတိုင်းနဲ့ကိုတက်လာကြတာဖြစ်ပါတယ်။ တချို့မလိုက်နိုင်တဲ့သူတွေဆိုရင်လည်းအိမ်မှာပဲအားပေးနေကြတာဖြစ်ပါတယ်ဒီလိုမျိုးကွင်းထဲအထီးကိုအမျိုးရီယာလာအားပေးတဲ့အချိန်မှာအန်ထူးပိုင်ကဂိုးသွင်းပြနိုင်ခဲ့တာဖြစ်ပါတယ်သူသွင်းလိုက်တဲ့ဂိုးကအသင်းအထွက်ကိုအနိုင်ရရှိစေမဲ့ဂိုးဖြစ်ခဲ့တာမို့ဖခင်တယောက်အနေနဲ့လည်းအရန်ကိုဝမ်းသာနေခဲ့တာပါဖခင်ဖြစ်သူကနဘက်ခွန်ဆိုတဲ့တစိပ်ပါတဲ့အင်ဂျီဝစ်စင်ပြီးတော့သားဟိုလာပေးတာဖြစ်ပါတယ် ဂိုးသွင်းလိုက်ပြီးဆိုတာနဲ့ရဲ့ရဲ့ကြတဲ့အထီကိုပျော်ရွှင်ခဲ့တာဖြစ်ပါတယ်။ငါသားလေးအတွက်အရန်ကုန်ယူတယ်။အဖေတက်နိုင်သမျှအကုန်ထောက်ပံ့မှာဆိုပြီးတော့လဲဖွင့်ဟထားတာဖြစ်ပါတယ်။2023ခုနှစ်ကလေးကသားဖြစ်သူအတွက်နောက်ခံနေပြီးတော့အကုန်လုံးလုံးပန်းပေးနေကြတာဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းက နိုင်ငံအဆင့်ပွဲတွေကစားခွင့်မရသေးပါဘူးမြို့နယ်အဆင့်ပြည်နယ်အဆင့်ပွဲတွေကိုအဆင့်ဆင့်ကျော်ဖြတ်ခဲ့ရတာပါဒါဖြစ်သူကနိုင်ငံအဆင့်ပွဲမှာကစားပြီးတော့အခုလိုအောင်မြင်လာလိမ့်မယ်လို့မထင်ထားပါဘူးအခုလိုနိုင်ငံတကာနဲ့ရှင်ပေါင်းတန်းပြီးတော့ရှင်ပြိုင်နေရတဲ့ကစားသမားတယောက်ဖြစ်လာတာမို့သူ့အနေနဲ့အရန်ကိုဂုဏ်ယူရပါတယ်ကုံယုံလုံးလုံးမျက်ရည်တောင်ကျလာခဲ့ရတာပါဘာကင်ဖြစ်သူကချွေးရီကိုမျက်ရည်ရီရောပြည်နေတာမို့ဘေးရလူတွေအထွတ်တောင်မှအပြော်ရီကူးဆက်ပါတယ်ဒါဖြစ်သူကဟာကိုသွင်းဖို့ပဲမှန်နေရာ ြစ်နေတာမျိုးဆိုရင်လည်းဘာကင်ကလက်မခံပါဘူးအတင်းအတွက်ဘလို့နေရာမျိုးဟာပဲဖြစ်ဖြစ်နေပေးရမယ်လို့တိတိကျကျအောင်ဆုံးမထားတာပါအန်တူပိုင်ရဲ့ဖခင်ကလည်းဘောလုံးသမားတယောက်ဖြစ်ပါတယ်။နိုင်ငံအဆင့်လူကြီးစင်မဖြစ်ခဲ့ပေမဲ့ဘောလုံးနဲ့ပတ်သက်ရင်ယူသူခဲ့တဲ့သူဖြစ်ပါတယ်။ဒါကြောင့်မို့လဲသားဖြစ်သူကိုနိုင်ငံအဆင့်လူကြီးစင်ဖြစ်အောင်ပံ့ပိုးပေးခြင်းကရာဖြစ်ပါတယ်။နောက်ပွဲတွေမှာလည်းလိုအပ်သမျှကိုထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။နောက်ပွဲတွေအတွက်လည်းပံ့ပိုးပေးဖို့အဆင့်သစ်ဖြစ်နေပါပြီ။ ဘလို့ပံပိုးပေးရမလဲဆိုတာကိုလည်းဖခင်ကနီလန်းနေရှာနေပါပြီ။ပြိုင်ပွဲအထိသွားပြီးတော့အားပေးဖို့မဖြစ်နိုင်ရင်တောင်မြန်မာနိုင်ငံကနေဒါလီအားတအောင်အားပေးမှာဖြစ်ပါတယ်။ဒါဖြစ်သူရဲ့ဝါသနာကိုအားပေးထောက်ပံ့ပေးတဲ့ဖခင်ကလည်းချီးကျူးစရာကောင်းတာဖြစ်ပါတယ်။ကိုတင်ဝင်းထွန်းရဲ့တက်ကြွမှုကဒါဖြစ်သူထက်ပိုပြီးတော့တက်ကြွနေရလဲမြင်ရပါတယ်။ဆွေမျိုးတွေကလည်းဝိုင်းဝန်းအားပေးတာမို့အန်တူပိုင်ရွှေကတော့အားအင်အဖြစ်ဖြစ်စီပါတယ်။ ဂျွန်နဘတ်ခုနှစ် N2 ပိုင်းရဲ့ဖခင်ဝမ်းသာပျော်ရွှင်နေမှုတွေကိုအများသူကကူးဆက်စီဖို့တင်ဆက်ပေးလိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။